ကဘာလုံးကြီးရဲ့အလဲဘဟုမှာဘာတွေရှိနေလဲကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးအကြောင်းပြောကြတဲ့အခါအာဂါသာတွေကဂျယ်ရီဂျိုရီအကြောင်းကိုပဲတွေးမိတတ်ကြပါလိမ့်။ဒါပေမဲ့ကျွန်တော်တို့ခြေထောက်အောက်ကမြေကြီးရဲ့အလဲဘဟုမှာဘာတွေရှိနေလဲဆိုတာကိုစဉ်းစားကြည့်မိဘူးပါသလား။ဒိဗ္ဗပညာရှင်တွေကကဘာကြီးကိုအလွာလိုက်ခွဲခြမ်းစိတ်ဖြာပြီးအဖြေရှာခဲ့ကြပါလိမ့်။ကျွန်တော်တို့ထင်ကြတော့ကကဘာကြီးရဲ့အလဲဘဟုမှာနောက်ထပ်ကဘာသေးသေးလေးတစ်ခုရှိနေမယ်။ဒါမှမဟုတ်ရင်တစ်ပင်နေဗမ်းမှန်နေတဲ့စိမ့်ဆူနေတဲ့ဇာကားတွေကလိုစိတ်ကူးရဲ့နေရာမျိုးလိုထင်တတ်ကြပါလိမ့်။တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူး။ ဒီအကြောင်းလေးကို Youth Entertainment ကတင်ဆက်ပေးကြပါလိမ့်။ကျွန်တော်တို့ရဲ့ခြေရောအောက်မှာတော့အပြင်ဘက်အလွှာဖြစ်တဲ့အပေါ်ယံမြေလွှာအလေလွှာဖြစ်တဲ့အပူချိန်ပြင်းနဲ့အင်မတန်ထူထဲတဲ့ကြောက်လွှာတွေနဲ့အလေပခုကဥရိုင်းဆိုပြီးတော့အဓိကအလွှာသုံးလွှာရှိပါသည်။အဲ့ဒီဥရိုင်းဟာစိတ်ကူးနဲ့တောင်မှမမှန်းဆနိုင်လောက်အောင်အပူချိန်နဲ့ဖိအားတွေရှိနေတဲ့လှစ်ဝက်ကဘာတစ်ခုပါ။ကဘာဥရိုင်းရဲ့ပထမဦးဆုံးအလွှာကိုအပြင်ဘက်ဥရိုင်းလွှာအောက်တာကိုလို့ခေါ်ပါသည်။ အဲ့ဒီအလွာဟာအရေးပြောနေတဲ့တန်တဲ့နီကယ်သတ္ထုတွေနဲ့ဖွဲ့စည်းထားတဲ့ပင်လယ်ပြင်လိုမျိုးကြီးဖြစ်ပါတယ်။သူ့ရဲ့အပူချိန်ကနေရဲမျက်နှာပြင်လောက်နီးနီးကိုပူပြင်းတာပါ။ဒီအရေးတွေဟာဆက်မပြတ်လှုပ်ရှားနေတဲ့အတွက်ကျွန်တော်တို့ရဲ့ကဘာမြေကိုအကာအကွယ်ပေးထားတဲ့တန်လိုက်ဆက်ကွင်း magnetic field ကိုဖန်တီးပေးပါတယ်။အဲ့ဒီတန်လိုက်ဆက်ကွင်းဟာနေရဲပြင်းထန်တဲ့ဒေတွေကိုတားဆီးပေးထားပြီးကဘာပေါ်ကတက်ရှိတွေအားလုံးကိုအန်ဒီရကနေပြီးတော့ကာကွယ်ပေးထားတယ်လို့ဆိုလို့ရပါတယ်။အပြင်ဘက်ဥတိုင်းရဲ့အလဲပခုမှာတော့အတွင်းဘက်ဥတိုင်းလွာအင်နာကိုတီရှိပါတယ်။ အဲ့ဒီအလွာဟာအပူချိန်9000ဒီဂရီစင်တီဂရိတ်ကျော်အထိပူပြင်းပြီးအန်ဩစရာကောင်းတာကသူဟာကြောက်တုံးလိုမာကျော်ရဲအရာမအလုံးကြီးတစ်လုံးဖြစ်နေတယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့ကဘာအလေဘဟုကဖိအားဟာအလွန်ပြင်းထန်လွန်းတဲ့အတွက်တန်တဲ့နေခဲ့အထမ်းတွေကိုအေးပျော်လို့မရအောင်စူးစီးနေစေလို့ပါ။အဲ့ဒီအရွယ်စားကြီးမပြီးမာကျော်တဲ့တန်ပေါ်လုံးကြီးဟာအဆက်မပြတ်လှည့်ပတ်လှုံရှားနေပြီးကဘာကြီးရဲ့လေပတ်မှုအင်ဂျင်တစ်ခုအနေနဲ့တည်ရှိလုပ်နေပါသေးတယ် ဒါကြောင့်မလို့ကျွန်တော်တို့နေထိုင်နေတဲ့ကဘာကြီးရဲ့အလဲဘဟုဟာလေဟာနေလည်းမဟုတ်သလိုစိတ်ကူးရင်ဇာလန်းနေတဲ့ကလိုမျိုးတစ်ပင်နေပန်းမှန်နေဒိုင်နိုဆောတွေရှိနေတဲ့အရာမျိုးကြီးလည်းလုံးဝဟုတ်မနေပါဘူးတကယ်တော့အလဲမှာအရန်ကိုမှကြီးမားပြီးပူပြင်းလို့နဲ့တန်ပေါ်လုံးမှကြီးတစ်လုံးရှိနေတာပဲဖြစ်ပါလိမ့်အဲ့ဒီတန်ပေါ်လုံးကြီးကိုလည်းပဲအေးပြောနေတဲ့တန်နဲ့နီကေအေးတွေကဝိုင်းရံထားပြီးတော့အပူနဲ့ဖျားကိုအသုံးပြုပြီးကျွန်တော်တို့ရဲ့ကဘာကြီးကိုလေပတ်စီပါလိမ့် ဲ့ဒီကဘာကြီးရဲ့ဥတိုင်းဟာကဘာကြီးရဲ့ပထဝီဝင်တဘာဝတရားတွေနဲ့တန်လိုက်ဆက်ကွင်းတို့မျိုးအရာတွေကိုပုံဖော်ပေးနေပြီဒီလိုအရာတွေဟာကဘာပေါ်ကတက်ရှိအားလုံးရဲ့ရှင်သန်မှုကိုအထောက်အကူပြုပေးနေတာပဲဖြစ်ပါတယ်အဲဒါကြောင့်မို့လို့တရားရောက်ကများကဘာကြီးရဲ့အလေးဘုံမှာဘာတွေရှိလဲလို့မေးခဲ့လို့ရှိရင်ဒါရီဒီလိုရှိကြောင်းပြန်ပြီးတော့ရှင်းပြနိုင်လောက်မယ်လို့ထင်ပါတယ်ကဘာကြီးရဲ့အလဲဘဟုကိုတည်ကျင်လို့ဒူးဖော်မှုတွေလည်းလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့တတ်မှတ်ထားတဲ့အနေအထားထိကိုတော့မရောက်ခဲ့ပါဘူး။အရန်ကိုပူပြင်းလို့တဲ့အတွက်ဒူးတဲ့လွန်ပူတွေအေးပြောသွားတာမျိုးထိဖြစ်ခဲ့ဘူးပါလိမ့်။ ဒါကြောင့်မလို့ကဘာကြီးရဲ့လဲဘဟုမှာဒါရီရှိတယ်လို့လည်းအတည်ပြုပေးနိုင်တော့ပါနောက်ထပ်လည်းအခုလိုမျိုးစိတ်ဝင်စားစရာကောင်းမယ့်အကြောင်းအရာတွေကိုကျွန်တော်ရဲ့ YouTube အနေနဲ့ဒိမန်ကနေပြီးတော့ရှာဖွေတင်ဆက်ပေးအောင်ပါပါဒါမျိုးလေးတွေကြည့်ရတာအချိန်နဲ့တက်တယ်ဆိုရင် YouTube Entertainment ရဲ့ YouTube Channel, Facebook Page နဲ့ TikTok Account တို့မှာလည်းပဲပုံမှန်တင်ဆက်ပေးနေတာမို့လို့ Channel, Page နဲ့ Account တွေကိုလည်းပဲ Like and Follow, Subscribe လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့။အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။